There's people up there. ပြည်ရဲ့စနေနေ့မေလ18ရက်နေ့ကနယူးယောက်မြို့ရဲ့နာမည်ကျော် Brooklyn တရာကြီးကိုတင်မောဒဇင်းအဝင်တိုက်ခဲ့ပါတယ်။ဝင်တိုက်သူက K ဒူရောမဟုတ် Mexico နိုင်ငံရေးတပ်ရဲ့လက်ချီတင်မောကြီး M Quatemoc ဖြစ်ပါတယ်။ဒီဖြစ်စဉ်ကြောင့်တင်မောကြီးရဲ့ရွတ်တိုင်နေကျိုးသွားတယ်လို့တင်မောသားနှစ်ဦးသေဆုံးပြီး19ဦးဒဏ်ရာရခဲ့ကြပါတယ်။ 1982ခုနှစ်မှာတတ်တော်ဝင်ခဲ့တဲ့တင်မော်ကြီးခွာထင်းမော့ခါလက်ချေတင်မော်တသက်မဟုတ်ပဲမက္ကဆီကိုနိုင်ငံရဲ့ချစ်ကြည်တန်တမန်ဖြစ်နိုင်ငံပေါင်းများစွာကိုလှည့်လည်သွားလာနေသူပါအခုလေမက္ကဆီကိုနိုင်ငံလွတ်လပ်ရေးနှစ်200ပြည့်အထိမ်းအမှန်နေနဲ့နိုင်ငံ55နိုင်ငံရဲ့စိတ်ကမ်း22ခုကိုလဲပတ်ဖို့ထွက်လာခဲ့တာပါအရှိတရာ၄၈ဘီရှိရဲ့ရွတ်တိုင်းနေတဲ့ထင်မော်ကြီးဟာကင်းလို့အမြင့်တရာ29ဘီပဲရှိရဲ့ ဘရုတ်ကလင်တရာအောက်ကိုဖျက်ဖို့ကြိုးစားခဲ့တာဟာစပိုင်းဆိုင်ရာချုပ်ရင်းမှုကြောင့်လို့တော့ထုတ်ပြန်ထားပါတယ်။1883ခုနှစ်မှာဖွင့်လှစ်ခဲ့တဲ့ဘရုတ်ကလင်တရာဤဘုံနေစဉ်ရင်ပေါင်းတသိန်းကျော်ဖျက်ဆီးနေတာဖြစ်ပြီးတိုင်းမီမှုဖြစ်စဉ်ကြောင့်ခိတ္တလမ်းပိတ်ထားခဲ့ရပေမယ့်စစ်စင်းမှုတွေပြုပြီးချိန်မှာပုံမှန်အတိုင်းပြန်ဖွင့်ပေးခဲ့ပါတယ်။ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေထက်ကြည့်ဖို့ like and follow လုပ်ထားပေးဦးနော်။